ဘယ်လိုဒီဆုံးနေမြတ်ဘလို့ငငယ်လေးတည်းကလေအကူနဲ့ကြတော့ကိုမောင်နှမရေလိုပဲမိသားစုရေလိုပဲခီးရေလည်းအတူတွားဘူးတယ်အဒီကားပြန်ရိုက်တဲ့အချိန်မှာပါပြန်ဆောင်ရတော့ဝမ်းသာရဲ့အဲ့လိုပဲရှူတင်မှာလဲချိန်လုံးစနောက်ခွေနောက်ပြီးရိုက်ကြတာပြောဖို့ကောင်းပါတယ်ရှင်ရောက်လာပြီလားခွန်ရကြမင်းက မင်္ဂလာပါအာဝါဆိုတော့စိမ့်ဆိုတဲ့ကာရီတာကနေပါဝင်ပြီးတော့တင်ဆောင်ထားပါရဲ့ဟာကျွန်တော်ကတော့ဒီကမှာရမဟာဆိုင်ရဲ့ဒူရီတော်သားညမောင်နေရာနေပါဝင်တင်ဆောင်ထားပါတယ်အဲဟုတ်တယ်လက်ခံပြတာကတော့ပုံမှန်ရိုက်နေကြဇလန်းမဟုတ်တာရဲ့ပြီးတော့ item ဘိုင်းမှာဆိုလဲကိုမတည်ုံမဆောင်ဘူးတဲ့ item တွေလောက်ရတယ်အဲဒါပထမဆုံးကျွန်တော် ပြင် channel မှာပထမဆုံးရိုက်တဲ့ကားလည်းဖြစ်တာပေါ့နော်။အရင်ကတော့ကျွန်တော်ကျေတကွန် YouTube channel မှာပဲကျွန်တော်ကိုယ်ပိုင် channel အတွက်ပဲကျွန်တော်ရိုက်တာများတယ်။အဲတခြား channel တွေအတွက်တိတ်မြဲဖြစ်ဘူး။အဓိကကကျွန်တော်ဘူနာဇာနဲ့ Canon Black နဲ့ဟိုဟိုဒါပထမဆုံးစပြီးတော့ရိုက်ပြီးတဲ့ဇာလန်တွေလေးပါ။ပထမဆုံးပေါ့နော်။ Canon Black နဲ့ဘူနာဇာမနူလာဒီစိမ့်ဆိုတဲ့ကာရီတာလေးဝါဆိုကန်လန့်ခဲ့တယ်။ဝါဆိုဇာလန်လေးဖတ်ကြည့်တဲ့အချိန်မှာလည်းဝါဆို ဟိုပေါ့နော်တရုတ်ဆောင်နေကြပုံစံမျိုးမဟုတ်ဘူးဘာလို့တွက်ကြိုက်တာအစ်စ်တမျိုးရရလို့ခံစားလို့ဒီမြားဇလန်တွေကိုလက်ခံပြီးဖြစ်တာပါဟာပြောင်းလဲမှုကတော့ဒါကတော့ပေါ့နော်ဘာလို့ခုနပြောသမဲ့ဘာလို့တရုတ်ဆောင်နေကြ item မျိုးမဟုတ်ဘူးပေါ့ဒီစကားမှာအလုံးနှောက်ရတာပေါ့ကွာအဲအဲ့လို character မျိုးရတာဖြစ်တဲ့အတွက်အဲ ။ဘာစွတ်တော့ထူးကြရဲ့ဟိုပါ idea လေးတော့လောက်ရပါတော့เนาะဒါပေမဲ့ဒီဇလန်းထွက်လာတဲ့အချိန်ကျရင်တော့အာကိုယ့်ရဲ့တေးဥဆောင်မှုတွေကိုပြိတက်ကပဲဆုံးဖြတ်ပေးသွားမှာပေါ့။အများကြီးပေါ့။အင်းဒီကနေ့ဆင်းတဲ့ခံရတော့ဒါအမတရားပေါ့။အမတရား။ဘာဖြစ်လို့လဲဆိုတော့သူကရေးကြောက်တယ်တဲ့။ကျွန်တော်လည်းမကြောက်နဲ့လို့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းရေမကူတတ်ဘူး။အဲ့ခံရရတဲ့အချိန်ကလည်းမမှတ်ရရเนาะအခု7နှစ်ကျော်တနာရီညဘက်ကြီးညဘက်ကြီးအဲ့ဒါ ညီမကြောက်တယ်ဆိုတာနောက်ပြီးတော့ तू ကအောက်မှာလေးအဲ့လိုနုံနေရှော့နေရအရင်များရမယ်နည်းနည်းလေးရေတိမ်ကြီးလေးပဲဟွာဆိုတော့ဆင်းတာအဲ့မဲ့ဟွာဆိုဒူပေါင်းနီးပါးတော့နည်းနည်းသွားအာကြောက်လို့ကိုယ်နေပြလာကိုရာအဓိကအဖြစ်ဖြစ်နဲ့ရိုင်းရင်းနဲ့နစ်နေသွားတော့နစ်နေသွားဟမ်ဘယ်လိုလဲဒီရှုံးနေမင်းဘယ်လိုလဲအဲ့ဟွာဆိုအဲ့အောင်ကြောက်တာအဲ့အောင်ကြောက်တာအဓိကအကောင့်ရှိမှဒီမှာကြီးရမရှိပါဘူးကြည့်ပါအကုန်မဟုတ်ရှိတယ်နော်ဘာလည်းမသိဘူးဒီလိုဒီလိုတော့ရားရယ်လို့အဲ့ အဓိကတော့သေဆောင် ဖြစ်လာပြီဆိုရင်တော့ကြောက်တဲ့စိတ်ကိုဖေးဖယ်ပြီးတော့သေဆောင်ပြီးပြီးအောင်တော့ကြိုးစားရတာပေါ့အာတကယ်တမ်းတော့အကုန်လုံးကတော့ကိုယ်လုံနေကြမဟုတ်တဲ့နေရာတို့ကိုယ်သွားနေကြမဟုတ်တဲ့နေရာတို့ဆိုရင်တော့ကြောက်စိတ်လုံးမဟုတ်စိုးရင်စိတ်ဆိုတာရှိတယ်ဒါပေမဲ့သေဆောင်ဖြစ်တဲ့ကျွန်တော်တို့ဒီမှာကြာတော့အဲ့လိုစိတ်တွေမရှိအောင်လေအဲ့တော့ရိုက်တဲ့နေရာမှာလည်းဒါဇကားရိုက်နေတာအာဒါဒီမဖြစ်မနေလုတ်ကိုလောက်အောင်ပါအဲ့အဲ့အတွက်အ ကျွန်တော်တက်နိုင်တယ်လို့စူးစမ်းပြီးလုပ်ခဲ့ကြတာပေါ့။ဟောရေကမကူးတတ်တာလားဆိုတော့ကိုတယောက်ထဲတော့ကူးတတ်တာပေါ့။မကယ်တတ်တာပေါ့။နေကိုပဲကိုခံပေါ့။ဟုတ်စင်တာ။ကိုနေထူးနိုင်တဲ့အဟွာငငယ်လေးတဲ့အဟွာဆိုတာရိုက်ပူးတာ။ရိုက်ပူးတယ်။အခုဒီကမ်းမှာနော်အကိုနဲ့အမေအမေတယောက်ဆောင်လာပေါ့။အဲ့တော့ဒီကမ်းမလေးကျွန်တော်အမေကခုနရေကူးတဲ့အဲရေကန်တဲ့အခါမတွေ့ဘူးလားအမေကလမ်းခေါ်တာလက်ကြည့်ရမလို့လက်မကြည့်ရမလို့ အဲ့လိုဇက်မှာလှုပ်ဝဲချက်တွေအများကြီးပါတယ်ပြီးတော့မထင်ထားတဲ့လက်ွက်တွေအများကြီးပါတယ်နောက်ကျွန်တော်တရုတ်မဆောင်ဘူးတဲ့ကာရိုက်တာတွေနောက်တရုတ်ဆောင်ချက်တွေအများကြီးပါတယ်ဒီမြဇလန်တွေလေးကတကယ်ကိုထူးခြားတဲ့ဇလန်လေးပြီးတော့ကျွန်တော်နဲ့ဘွာဇုံနဲ့ဆိုလဲဒါသူမင်းသမီးဖြစ်တဲ့အချိန်မှာပထမဆုံးကျွန်တော်ရိုက်ဖူးတာအသူကလေးတရုတ်ဆောင်လုံးကတော့အများကြီးရိုက်ဖူးပါတယ်ပြီးတော့ဒီကောင်မှာပါဝင်တဲ့အဲတရုတ်ဆောင်တွေအားလုံးကလည်းအရင်တော့ရိုက်ခဲ့ဘူးဝင်မယ်မရိုက်တဲ့နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ ပထမဆုံးပြန်ဆောင်ရတဲ့အတွက်အဒီကတကယ့်ကိုထူးခြားတဲ့ဇာတ်ကားလေးတကားပြီးတော့ပါဝင်တဲ့နုပညာရှင်အားလည်းတကယ့်ကရိုက်တာ12ယောက်လုံးသူကရိုက်တာနဲ့သူပါဝင်နေအဲတော်တော်ကိုစူးစမ်းထားကြပါတယ်။ဟောအဓိကတော့စူးစမ်းလာလို့ဒီနေရာရောက်လာတယ်လို့မြင်ပါတယ်။လူဆိုတာအမြဲတမ်းရက်နေလို့မရဘူးစူးစမ်းနေရမယ်။အဲ့တော့သူစူးစမ်းလာလို့ဒီနေ့ဒီချိန်သူဒီနေရာကိုရောက်လာတာအဲ့အတွက်ဝမ်းသာတယ်ဂုဏ်ယူတယ်အဲကျွန်တော်တို့ကနောက်လဲအားပေးနေမှာပါ။ ိုင်းတမရဲ့ကိုကိုလည်းအမြဲတမ်းအားပေးနေတာပါကျေးဇူးပါငငယ်လေးတည်းကလေအကိုနဲ့ကြတော့ကိုမောင်နှမရဲ့လိုပဲမိသားစုရဲ့လိုပဲခီးရဲ့လည်းအတူတူတွားဘူးတယ်အဒီကားပြန်ရိုက်တဲ့အချိန်မှာပြန်ဆောင်ရတော့ဝမ်းသာရဲ့အဲ့လိုပဲရှူတင်မှလည်းချင်းလုံးစနောက်ခွေနောက်ပြီးရိုက်ကြတာပြောဖို့ကောင်းပါတယ်ပါကြည့်တာဗောကြည့်တာဗောအခုကအရင်ကရေနဲ့ညောင်းမှခဏနိုင်ရဲ့ဟုတ်တယ်တော့ရဲ့သူလည်းကလေးတိရောက်ဆောင်နေနဲ့ရိုက်ဗီဒီယိုကားတွေအများကြီးရိုက်ဘူးလေအများကြီးရိုက်ဘူးလေ အဓိကမှတော့ကိုနေတူးနိုင်အောင်မြင်နေကြကာရီတာမျိုးမဟုတ်ပဲလေ။အကင်ကြရင်ကိုနေတူးနိုင်အမြဲတမ်းဒီလိုလှုပ်ရှားပြီးရိုက်တဲ့ဟာတွေများတော့လေ။ဒီကမှနေမကောင်းတဲ့ကာရီတာဆိုတော့နည်းနည်းလှုပ်ချင်တယ်တိရမလား။အဲ့လိုအခုလေထင်းရောဒီမှာတည်ငြိမ်ရအမြဲတမ်းအဲ့လိုပေါ့ဒီကမှဆိုတကားလုံးအနှွင်းကြီးဝယ်ရအောင်ဟုတ်ကဲ့အခုလည်းဝယ်ထားတယ်ဒီကရိုက်တာဝယ်အောင်ဆိုပြီးတော့ကြာပြီတော့ကြာပြီပေါ့အနည်း20လောက်တော့ရှိမှာ20တော့မဟုတ်လားပေါ့နည်းနည်းပူပြောလိုက်တာအဲ ဟာဗောအကိုတို့ကားလေးလည်းကြီးပစ်ပါရဲ့ကြီးရောအကိုတို့ရိုက်နေနေလည်းအကိုကတေးဥဆောင်ကောင်းမင်းသားကောင်းတယောက်ပဲလေအရန်ကြိုးစားရဲ့အဓိကတော့ဟာဆိုတွေ့ရတော့အရန်ကြိုးစားရဲ့အာစကားတကားရိုက်တိုင်းအမြင်နဲ့စီးမျောတဲ့စကားတိုင်းကိုလေဟိုတကယ်အကုန်လုံးဟိုပါဘောတော့တကားလုံးကောင်းမဲ့အကြည့်ကိုစီးမျောတယ်အဲ့ဒါတွေတွေ့ရတယ်အခုရှိရတင်းယူစရာတွေပေါ့အဲ့ဒါတွေကတော့အာတိရုပ်ဆောင်ပိုင်းကိုလည်းပိုင်နေအောင်လုပ်တယ်ပေါ့နော် အဓိကတော့ pick level ပဲလုံးမမလုပ်ဘူးပေါ့အဲ့ဒါကတော့အကိုကိုကြည့်ရတာဟောဆိုအမြဲတမ်းလေ့လာဖြစ်တယ်ဟုတ်ကျေးဇူးပါကျေးဇူးပါဘာပြောထားခြင်းလဲဆိုတော့ဒီကနေ့ black မြန်မာနေပြီးတော့ဒီဇက်ကကို16ရက်နေ့ပေါ့6လပိုင်း16ရက်နေ့စပြမယ်မူရင်း channel ကိုပဲကြည့်ပြီးတော့ RPG ကြည့်ပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင် channel တွေပေါ့ဟိုကိုလိုက်ရဖို့ကိုဒီ live တွေရပြီးတော့ follower တွေများလာပြီးတော့ဇက်ကတွေကို တခြား channel ကားတွေကိုသူတို့တွေတင်ကြတဲ့အပေါ်မှာသူတို့ကတော့ live တွေပါတယ်အများကြီးရသွားတယ်ပြီးရင်သူတို့ကအဲ့ဓာတွေကိုပြန်ပြီးတော့ရောင်းစားတယ်အဲ့လို page တွေနောက် YouTube တွေအများကြီးပဲမူရင်း channel မဟုတ်တဲ့အတွက်တကယ်မူရင်း channel ကနေပြီးတော့ရိုက်ကူးနေတဲ့ထုတ်လုပ်ရေးတွေ channel ပိုင်ရှင်တွေကအရင်လောက်မရိုက်နိုင်ကြတော့တာတွေ့ရတယ်ကျွန်တော်ဗီဒီယိုခင်မှလည်းဒီပြဿနာက copy ကြောင့်ကျွန်တော်တို့အများကြီးအနုပညာရှင်တွေလုတ်ခွင့်မရခဲ့ဘူးအခုလည်းဒီဘက် social ခေတ်ရောက်ပြန်တော့လည်း ဒီ TikTok တွေ Telegram တွေ Facebook page တွေမှာ copy ယူပြီးတော့တင်ပြီးတော့သူတို့အတွက်အကျိုးမြတ်နည်းနည်းလေးပဲရတာပါအများကြီးလည်းမရပါဘူးအဲ့လိုမျိုးဟိုရတဲ့သူတွေအခုလိုမျိုး copy တွေတင်လိုက်တယ်အဲကျွန်တော်မူရင်း channel ကိုလာမကြည့်တော့ဘူးအဲ့ခါကျမူရင်း channel ကဝင်ဝင်မရဘူးဝင်ဝင်မရရင်နောက်ကျွန်တော်ဒီလိုကျွန်တော်ဥပညာသမားတွေစုံမှုအများကြီးတေးဥဆောင်တွေအများကြီးခုလိုမျိုးအင်းနဲ့အားနဲ့ ပါဝင်တဲ့ဇာတ်ကားမျိုးတွေနောက်မရရမှာဆိုရင်တည်းအတွက်အဲဒီမူရင်း channel တွေဘယ်ကားပဲဖြစ်ဖြစ်ပေါ့မူရင်း channel တွေကိုကြည့်ပြီးတော့အမှန်တကယ်အပီးစီချင်ပါတယ်ခင်ဗျာအခုနအဲ့ဒါလေးကျွန်တော်ပြောတာသူတို့က TikTok မှာဇာတ်ကားတွေကိုအစားဆုံးတင်ကြတယ်ဆိုတာသူတို့ follower တွေပဲတိုးလာတာလေအဲသူတို့အတွက်ဘာအကျိုးများရှိလဲဆိုရင်ဘာမှမရှိဘူးဒါပေမဲ့ဆုံးရှုံးမှုကအာဒီဇက်ကားကိုထုတ်လုပ်တဲ့ထုတ်လုပ်သူကအများကြီးဆုံးရှုံးတယ်ပြီးတော့ကျွန်တော်တို့အနုပညာ ညီကိုမောင်နှမတွေကနောက်တစ်ချိန်မှာထုတ်လို့သူမရှိရင်ကျွန်တော်ဇကာရိုက်ဖို့ဆိုတာပိုခက်သွားမယ်အဲအဲ့တွေအဲကျွန်တော်တို့ကမူရင်း channel ကိုပဲအားပေးစေချင်တာတကယ်လို့ကိုယ်နုပညာရှင်ညီကိုမောင်နှမတွေလက်ရှိခုမီဒီယာမှာအခုကျွန်တော်တို့ဖြေနေရတယ်ဆိုတာနောက်တစ်ချိန်မှာဒီလိုမျိုးဟာတွေကြီးထွားလာမယ်ဆိုရင်နောက်မီဒီယာလည်းကျွန်တော်တို့မေးစရာရှိမှာမဟုတ်တော့မေးလို့ရမှာမဟုတ်တော့ဘာဖြစ်လို့ဆိုဒီလိုကားတွေလည်းရိုက်နေမှာမဟုတ်တော့ဘူးလေအဲ့တွေအားလုံးဝိုင်းဝန်းကူညီပြီးတော့အမှန်တကယ်ငွေချင်တယ်အပိစီချင်ပါတယ်။အော်ကျွန်တော်တို့ကအဲ့လိုမျိုး ူးစီးကိုစီးဆိုတာတည်းကိုယ့်ဟာကိုယ်တိဖို့ပဲလိုတာပါကိုလုံးလိုက်လို့ဘယ်သူပါဖြစ်သွားမလဲဆိုတာအရေးကြီးတာပေါ့နော်အာအဓိကကတော့ကျွန်တော်တို့ကြောင့်လည်းသေးကြရဗျာကျွန်တော်ဇကာကြောင့်ဘသူမှဘာမှမဖြစ်စေရဘူးဘာလို့ဆိုကျွန်တော်ဇကာကိုမောင်းတဲ့နှမသားနဲ့အမိမကြည့်လို့ရတဲ့ကကျွန်တော်တခါမြိုက်ဘူးအဲ့တော့ကျွန်တော်ရဲ့ဇကာတွေမှာဟိုအကုန်လုံးမိသားစုစုံစုံလေးလေးကြည့်လို့ရတဲ့ဇကာတွေပဲပြတယ်အဲ့ဒါလည်းကျွန်တော်ဟိုဘယ်လိုပြောရမလဲကိုယ်ကြောင့်သူများမဖြစ်စေချင်တာဘာမှမဖြစ်စေချင်တာနေထူးနိုင်ကားကိုကြည့်ပြီးဘာဖြစ်သွားတယ်ဆိုတာမျိုးမဖြစ်စေချင်တာ အဲ့လိုပဲအခုလိုမျိုးတစ်တော့တွေဘာတွေမှာတင်လိုက်တဲ့လူကြောင်ကျွန်တော်တို့လူပညာသမားတွေအလုတ်လက်မဲ့မဖြစ်စေချင်ဘူးပေါ့ဟုတ်ဒီမြဇလန်တွဲလေးอ่ะပေါ့เนาะအဲဒီဇလန်တွဲတစ်ခုတည်းမှာဘယ်ရတအစုံလေးပါရဲ့သူကအာ horror လိုပုံစံမျိုးလည်းပါရဲ့ drama လည်းပါရဲ့လို့မိသားစုတွေအဲ့လိုပေါ့เนาะဟို ရန်ညိုးတွေနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုအမျိုးမျိုးပါရဲ့အဲ့တော့ကြောင့်ဒီဇာကားလေးကိုကြည့်ရင်ပြိတ္တတွေကြံ့ကျက်တတ်မယ်လို့လည်းပြောသူကမျောလင့်ပါရဲ့နောက်ပြဒီကားမှာပါဝင်တိပ်ဆောင်တဲ့အနုပညာရှင်တန်းကလည်းသူ့ရဲ့ character တိုင်းကိုအကောင်းဆုံးတိပ်ဆောင်ထားပြီးလဲဇာကားလေးကကောင်းပါရဲ့လို့အားပေးပါအောင်လို့ပြောဆိုပြီးတော့ကျွန်တော်6လပိုင်း16ရက်နေ့ဒီမှာ